င်္ဂလာပါရှင်ပကန်နျူရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါစကိုင်းတိုင်းဝက်လက်မြို့နယ်အတွင်းမှာအော်တိုဘာလကုန်ပိုင်းလောက်ကစပြီးစစ်တကကြီးရွာတွေကိုဝင်ရောက်စီးနင်းပြီးနေအိမ်တွေကိုမိရှို့ဖျက်ဆီးတာပြည်သူပိုင်းပစ္စည်းတွေကိုခိုးယူတဲထုတ်သွားတယ်လို့ဝက်လက်မြို့နယ်လူလူတပည့်တိုက်ပွဲဥဆောင်ကော်မတီကဒီကနေ့ထုတ်ပြန်ပါတယ်စစ်တပ်ရဲ့စစ်ကြောင်းထိုးတာကြောင့်ကျေးရွာ20ကျော်ကပြည်သူ2000ကျော်ကစစ်ပေးရှောင်နေရတယ်လို့သိရပါဗျ။ဒီရက်ပိုင်းမှာ က်လက်တိန်းချောင်းနေရတဲ့ခြေရွာတွေက ပြည်သူတွေရှိနေတယ်လို့ကော်မတီကပြောပါတယ်စစ်တပ်ကဝက်လက်မြို့နယ်အတွင်းကရွာတော်ကုန်းတမာကုန်းထုံးပိုမူကြီးတဒါဦးလာတော်ရွှေချင်းခေါ်တော်စိုင်းနိုင်လေးမြင်တော်ဦးတီကုန်းစတဲ့ခြေရွာဆက်နွေရွာကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်ဝက်လက်မြို့နယ်ပင်စင်ခြေရွာကြီးကံမြောက်ရွာနဲ့ကြီးရေကံရွာတွေကိုစစ်တပ်ကမိရှို့ဖျက်ဆီးတာကြောင့် အင်ဂျီ100နီးပါးမီးလောင်ပျက်စီးခဲ့တယ်လို့ဒေတာကန်တွေစီကသိရပါဗါဒ်အော်တိုဘားလ13ရက်နေ့ကနေနိုဝင်ဘာလ1ရက်နေ့ထိဂျိုင်ရိုကော့ပတာပါရာမော်တာဂျက်ဖိုက်တာတွေနဲ့ခမန်းလေးချောင်းတိုက်ခိုက်မှုအကျဉ်း160ခန်းပြုလုပ်ထားတယ်လို့ဝက်လက်မြို့နယ်လူမှုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီကထုတ်ပြန်ပါတယ်အေးပေါ်တင်းရှောင်လာရတဲ့စစ်ရှောင်ပြည်သူတွေအတွက်စားနပ်ရိက္ခာတွေလှူဒန်းနိုင်တယ်လို့သိရပါဗျ။နေပြီးတော့ဥတ္တရာတီတီတက်ကုန်းမြို့နယ်ရှိ ရတနာမြေအခြေပြုလုံခြုံရေးကင်းစခန်းကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကနိုဝင်ဘာလ12ရက်နေ့ညနေပိုင်းမှာဝင်ရောက်စီးနင်းခဲ့တယ်လို့ထုတ်ပြန်ပါတယ်။အဲ့ဒီစခန်းဟာစစ်တပ်ကနှစ်နှစ်ဝန်းကျင်တပ်ဆွဲထားတဲ့စခန်းမှာရမဲတဲ့မြို့နယ်ကစစ်ကြောင်းတစ်ကြောင်းနေပြည်တော်နယ် အမြန်လန်းကစစ်ကြောင်းတစ်ကြောင်းအခြေပြုစကန်နှစ်ခုကစစ်ကြောင်းတစ်ကြောင်းနဲ့ပေါင်းဆက်ထားတဲ့စကန်တစ်ခုဖြစ်တယ်လို့ PNE ကထုတ်ပြန်ပါတယ်။စကန်ကိုဝင်ရောက်စီးနှင်းချိန်မှာစစ်သားတွေစကန်ဆုံကွာထွက်ပြေးသွားကြပြီးစစ်တပ်ရဲ့ကင်းကြီးမျှော်စင်တွေဘန်ကာတွေကိုစီးနှင်းနိုင်ခဲ့ပြီးစကန်တွင်ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ23ရက်မှာဒုတိယအကြိမ်ထပ်မံရှင်းလင်းခဲ့ပြီးကြီချိုငွေသားချိုနဲ့စစ်သုံးဆောင်ပစ္စည်းချိုတင်စီရမိခဲ့တယ်လို့ PLA ကပြောပါတယ် လက်ရှိမှာတော့စစ်တပ်စစ်ကြောင်းနှစ်ကြောင်းဟာရေနာမြေအခြေပြုလုံခြုံရေးစခန်းရဲ့အနီးကပ်ရွာနှစ်ရွာမှာရှိနေတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့အာရမပေါ်တာဆွဲခံခဲ့ရတဲ့စစ်မှုထမ်းတပ်သားတအူဒရုန်းပစ်လက်နက်နဲ့အလင်းဝင်ရောက်လာခဲ့တယ်လို့နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။စစ်ကောင်စီရဲ့ပြည်သူစစ်မှုထမ်းအဖြစ်အာရမစုဆောင်းခံခဲ့ရတဲ့တပ်သားဆိုးထက်ကျော်ကိုပိုင်အမှန်ပါစာ1153ညဟာ ပတ်ပြောင်းခိုလုံခဲ့တာဖြစ်တယ်လို့သိရပါဗျ။တပ်သားစိုးထက်ကျော်ဟာ drone ကန်တလက်60မမဘုံသီးနှလုံး MA 11ကြီပေါက်နှစ်ပေါက်5.56ကြီ90တောင်ဆက်သွယ်ရေးစကားပြောဆက်နှလုံးလုံးနဲ့ပတ်ပြောင်းခိုလုံခဲ့တာဖြစ်ပြီးတိုင်းဥဆောင်အဖွဲ့ကလွှဲပြောင်းလက်ခံယူခဲ့တယ်လို့သိရပါဗျ။နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကိုဗပြောင်းခိုလုံလာတဲ့တတစုစုပေါင်း၉ဦးထိရှိပြီဖြစ်တယ်လို့ထုတ်ပြန်ထားပါဗျ။ ပဲခူးတိုင်းဒိုင်ဝူချင်းတောင်မှာရှိတဲ့နိုင်ငံရေးအကျဉ်းသူမတ်မေသူနိုင်ကိုမနက်ဖျားရှစ်ခိုးချိန်မှာအိတ်နေတဲ့ဆိုတဲ့အကြောင်းပြချက်နဲ့အဆောင်တွေကခေါ်ဆောင်ပြီးတိုက်ပိတ်ပစ်ဒဏ်ပေးခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNM ကထုတ်ပြန်ပါတယ်။ အမျိုးသမီးအဆောင်အုပ်ချုပ်ရေးတာဝန်ယူထားတဲ့ဦးစည်းမှုဒေါ်စင်မာကြည်အောင်ဟာအမျိုးသမီးအဆောင်6အပေါ်တက်အခန်းလေးမှာပုံမှန်52ကကြီးနဲ့မတရားအကျင့်ကြထိမ့်သိမ်းခံနေရတဲ့နိုင်ငံရေးအကျင့်သူမတ်မေသူနိုင်ကို ခုလိုလုတ်ခဲ့တာလို့ဆိုပါရယ်မတ်မေသူနိုင်ဟာနေမကောင်းဖြစ်နေသူတဦးဖြစ်ပြီးမနက်9နာရီဝန်းကျင်ဖျားရှိခိုးချိန်မှာမထနိုင်ပဲလဲလျောက်နေခဲ့တာလို့သိရပါရယ်ဒါပေမဲ့ဦးစည်းမှုဒေါ်စင်မာကြည်အောင်ဟာဒီလိုအိတ်နေတာဟာ ီကံဖောက်ဖျက်တယ်လို့ဆိုပြီးအာနာကိုအသုံးပြုအင်အားသုံးပြီးဥပဒေမဲ့တိုက်ပိတ်ပြစ်ဒဏ်များပေးခဲ့တာလို့ PPNN ကထုတ်ပြန်ပါတယ်။နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့မှတ်တမ်းတွေအရဒေါ်စင်မာကြီးအောင်တာဝန်ယူခဲ့တဲ့ကာလအတွင်းဒိုင်ဦးထောင်ကနိုင်ငံရေးအကျဉ်းသူအ ਨੇ စုံ30ဦးကိုရရွယ်ချက်ရှိရှိဖိနှိပ်တာရိုက်နှက်တာတွေလုပ်ခဲ့တဲ့အပြင်ဥပဒေမဲ့တိုက်ပိတ်ပြစ်ဒဏ်တွေချမှတ်ခဲ့တယ်လို့သိရပါတယ်။ပကံတို့ရဲ့နောက်ဆုံးရသတင်းတွေကိုနားဆင်ကြကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။